ဖိလပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့ပိုကိုင်းမုန်တိုင်းဖန်ရှန်ရှင်ကြောင်းတိုင်းနယ်ပြည်နယ်တွေမှာ လာမယ့်တစ်ရက်အတွင်းမိုးဆက်လက်ထစ်ချုံရွာမယ်လို့ဒီနေ့အော်တိုဘာလ16ရက်မှာမိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးဆက်လက်ကထုတ်ပြန်ပါတယ်။အဲ့ဒီအပူပိုင်းမုန်တိုင်းဖန်ရှန်ဟာမြောက်အနောက်မြောက်ဘက်ကိုရွေ့ရှားနိုင်ပြီးဖိလပိုင်နိုင်ငံလူဆောင်ကျုံးကိုဆက်လက်ဖြတ်ကျော်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။လာမယ့်အော်တိုဘာ16ရက်နေ့မှာတော့နေပြည်တော်မကွေးတိုင်းစကိုင်းတိုင်းထက်ပိုင်း ကချင်ပြည်နယ်ရခိုင်ပြည်နယ်တို့မှနေရာကွက်ကြားမိုးထစ်ကြုံရွာမှာဖြစ်ပြီးတနင်္လာနေ့တိုင်းမှာတော့လာမယ့်နှစ်ရက်အတွင်းမိုးပိုလာနိုင်တယ်လို့မိုးစလစီကသိရပါတယ်။ဒါ့အပြင်မန္တလေးတိုင်း၊ပဲခူးတိုင်း၊ကရင်ပြည်နယ်၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းတို့မှာနေရာကျဲကျဲနဲ့ရန်ကုန်တိုင်း၊စကိုင်းတိုင်းအောက်ပိုင်း၊အေရော်ရီတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္လာနေ့တိုင်းတို့မှာတော့နေရာအနှံပြောင်းမိုးထစ်ကြုံရွာမယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။ မြမပင်လေပင်မှာလှိုင်းနှင်းငယ်ကနေလှိုင်းတင်တင်ရှိမှဖြစ်ပြီးလှိုင်းမြင့်မှာမြမကိုင်းရံတချောင်းနဲ့ကန်းလွန်ပင်လေပင်တို့မှာ၄ပေကနေ၆ပေခန့်တည်ရှိနိုင်တယ်လို့သိရပါဗျ။